Hello အားလုံးပဲမိင်္ဂလာပါအောင်ဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညကစားမဲ့ Champions League ပွဲစဉ်တွေမှာ Real Madrid နဲ့ Juventus တို့လိုလုံးဝ European Giant အသင်းတွေထိပ်တိုက်တွေ့ကြမဲ့ပွဲတွေလည်းကျွန်တော်ရှိနေတယ်ပေါ့နော်ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမိင်္ဂလာပါဆိုတော့ဒီပွဲမှာဘယ်လိုရလက်ထွက်ပေါ်လာမယ်ထင်ပါလဲဆွေးနွေးကြပါအောင်ဆိုတော့ Real Madrid ကတော့သူတို့အိမ်ငွေမှာလက်ခံကစားရမှာပါဆိုတော့လက်ရှိကျွန်တော်တို့အနေနဲ့အနေထားတွေကိုကျွန်တော်ကြည့်ရင် ဒီ Real Madrid ကတော့ဗောနော Champions League နှစ်ပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲနှစ်ပွဲစလုံးသူတို့အနိုင်ရထားတယ်။တိုက်စစ်က9ဂိုးထိရပြီးတော့ခန်းစစ်က တကူပဲကျွန်တော်ပြီးထားရသေးတယ်။အဲဒီဘက်ကကျွန်တော်နေ Juventus ကတော့တော်တော်ကိုကျွန်တော်တို့ထင်တယ်လို့ဖြစ်မနေဘူးဗောနော Champions League နှစ်ပွဲကစားပြီးတဲ့အချိန်ဒီမျိုးမှာနှစ်ပွဲတည်ကြထားတယ်။နိုင်ပွဲမရှိရှုံးပွဲမရှိသေးဘဲနဲ့ တိုက်စစ်က69ရထားတယ်လို့ခန်စစ်က69ပြန်ပြီးထားတဲ့အတင်းကျွန်တော်ဖြစ်တယ်။အဲဒီလိုနှစ်သင်းစလုံးရဲ့အနေထားတွေကျွန်တော်တို့ဒီပြည်တွင်းပြိုင်ပွဲတွေကိုကျွန်တော်ကြည့်တော့လေရီယယ်မက်ထရီကလာလီဂါမှာသူတို့9ပွဲတိကစားပြီးတဲ့အချိန်မှာ10ပွဲနိုင်10ပွဲရှုံးဆိုတဲ့ရလနဲ့ပေါ့နော်။လာဘာစီလိုနာကိုနှစ်မှတ်ဖြတ်ပြီးတော့အဆင့်1မှာရှိနေတယ်။တိုက်စစ်ကလည်း goal 20တိကျွန်တော်တို့ရထားပါဗျ။နော်ရီယယ်မက်ထရီရဲ့တိုက်စစ်ကကျွန်တော်တို့ဒီအဲ9ပွဲမှာ goal 20တိကျွန်တော်တို့ရထားတယ်။ခန်စစ်က9ခုပြီးထားရသေးတယ်။ ဒါကလည်းရှိ Real Madrid ရဲ့အနီထားပေါ့နော်။ဒါပြင်သူတို့ရဲ့တိုက်စစ်ကစားမဖြစ်တဲ့ Kylian Mbappe ဟာ La Liga မှာသူတို့ဒါဂိုးသွင်းနံပါတ်1အများဆုံးမှာကျွန်တော်ရှိနေတယ်ပေါ့နော်။ Juventus ကတော့ကျွန်တော်ထင်တယ်လို့ဟုတ်မနေဘူးပေါ့။လက်ရှိမှာဆိုရင်သူတို့ Serie A မှာအဆင့်ခွန်ဖြစ်နေတယ်။ခုနပွဲကစားပြီးတဲ့ချိန်မှာသူတို့၃ပွဲနိုင်ထားတယ်၃ပွဲတည်ကြပြီးတော့၃ပွဲရှုံးနေထားတယ်။တိုက်စစ်က၉ခုရပြီးတော့ခန်းစစ်က၇ခုပြန်ပြီးထားတဲ့အသင်းမှာဆိုတော့နှစ်သင်းစလုံးရဲ့နေသားလေးတွေကိုကျွန်တော်စက်ကြည့်ကြည့်နေရင်တော့ အိမ်ဝင်းပေါ့နော်ရီယယ်မထရီရဲ့အိမ်ဝင်းမှာဂျူဝင်တက်စ်အနေနဲ့ဒုက္ခပြီးနိုင်မှုကတော့မလွယ်ပါဘူးသူတပင်းကျွန်တော်တို့ပြတော့ဒီနှစ်သင်းစလုံးရဲ့ကျွန်တော်တို့ဖော်မလီကိုကြည့်ကြည့်မယ်ဆိုရင်ရီယယ်မထရီဟာချန်ပီယံစ်လိခုနကပြောလို့နှစ်ပွဲစလုံးနိုင်ထားပြီးတော့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကစားထားတဲ့နေရာမှာရီယယ်ဟာ9ပွဲထိအနိုင်ရထားပြီးတော့တပွဲရှုံးနေထားပါတယ်အဲဂျူဝင်တက်စ်ရဲ့ဘက်ကတော့တော်တော်ကိုအချိန်ကြီးစိုးပါတယ်ကျွန်တော်တို့ဒီ Champions League နှစ်ပွဲစလုံးတည်ကြထားတယ်လို့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကစားတဲ့နေရာမှာ ငါးပွဲထိတည်ကြထားပြီးတော့တပွဲရှုံးနေထားတယ်။နောက်ဆုံး6ပွဲမှာဂျူဝင်တက်စာနိုင်ပွဲလုံးဝမရှိသေးပါဘူး။ဒါဟာတတော်ကိုအနိထားကမဟန်ဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်။ဒါအပြင်လီဗာကူဇင်နဲ့ရက်ကော့ကောင်းတွေအများကြီးယူပြထားပြီးတော့အဲယူရိုပါလိမ့်မှာလည်းပဲဒုတိယနေရာယူထားခဲ့တဲ့ဂျာဗီအလွန်ဆိုတိဆောက်နေတဲ့ရီယယ်မက်ထရစ်ကိုဂျူဗင်တက်စ်အဝေးဝင်းမှာလာပြီးတော့အနိုင်ယူနိုင်ဖို့ဆိုတာတော်တော်လေးကိုခေရင်မဲ့အနိထားမျိုးပါ။ တော့ခုလက်ရှိကျွန်တော်အနေနဲ့ Juventus မှာဆိုလို့ရှိရင်ဒါပါတော့ဒါ Kinnealides တို့လိုမျိုးလူငယ်ကစားမတွေခြေသွမ်းပြနေတဲ့ Jonathan David တို့လို Tyson ကစားမတွေရှိနေတယ်လို့ Dusan Blahovic တို့လိုကစားမတွေလည်းသူတို့မှာရှိနေသေးတယ် ဒါမြင်တောင်ပေါ်မှာပေါ်တူဂီစာပေါ်တူဂီစာမာလီပေးတဲ့ကွန်စီကီယာတို့ကလည်းအဆင်ပြေနေတာကွင်းလမှာဆိုလို့ချင်းလိုကာတယ်လီတို့ရဲ့အခြေအနေကောင်းနေပြင်မြင်ရပြီဒါပြင်တူရန်တို့လိုကစားမိုက်လည်းခြေသွင်းပြနေတယ်နေမတူအသင်းလိုက်အနေထားနဲ့ထင်သလောက်ထိဟုတ်မနေသေးဘူးပေါ့ရီယယ်မက်ဒရစ်ဘက်မှာဆိုလို့ရှိရင်ကီလီယန်ပါပီနဲ့အာဒဂူလာတို့လိုကစားမိုက်တွေကတော်တော်ကိုအတွဲဖက်ညီကစားပြနေပါပြီဗီနီရှဲကလည်းဖြည်းဖြည်းချင်းနဲ့အဆင်ပြေလာပြီနီးပြဖြစ်တဲ့ကျွန်တော်တို့ဒီဂျာဗီအလွန်ဆိုရဲ့လက်အောက်မှာအဆင်မပြေသေးတာဆိုလို့ကျွန်တော်တို့ ဒီရိုဒရီဂိုလောက်ပဲကျွန်တော်ရှိရုံပဲပွဲကစားခွင့်နေပုံမှန်ရဖို့ယုံကင်နေရတာကွင်းလင်မှာလည်းကာမာဘင်ကနဲ့ချူအမီနီလိုလိုကစားမတွေအဆင်ပြေနေတယ်လို့ဗရေဗာရီကတော့ right back ပြောင်းကစားလိုက်ကွင်းလင်ပြောင်းကစားလိုက်နေပေါ့နော်သူ့အနေနဲ့ကစားနေရတာဒါအပြင်အယ်ဗာဒိုဖာနဒက်စ်လိုကစားမတွေကလည်းဘယ်နောက်ကမှကစားရင်းနဲ့တော်တော်ကိုကောင်းတဲ့ performance တွေဒီနီးပြတဲ့လက်အောက်မှာအချိန်ကြီးကောင်းနေပြီဆိုတော့ဒီပုံစံနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ real metric ကို juventus ရဲ့ဘက်ကအနိုင်ယူဖို့ကတော့တော်တော်ကြီးကိုမလွယ်ဘူးဒါပေမဲ့တခုရှိတာက real metric ကကျွန်တော်အနေနဲ့ ဒီဘယ်လိုပြောမလဲမာဆီလိုနဲ့ကစားခဲ့တော့ငါဘယ်လိုမှကိုမာဆီကိုတကယ်နဲ့မရှင်နိုင်ဘူးသူတို့နိုင်သာနိုင်သွားတာတော့မာဆီကိုမရှင်နိုင်ရဲ့ဘူးတော်တော်လေးကိုမာဆီကကျွန်တော်ကောင်းခဲ့တာအဲ့တုန်းကဒါပေမဲ့နောက်ပိုင်းတော့ဒါ controversy ဖြစ်เสียအနေထားတွေနဲ့ဒီနိုင်ပွဲရသွားတယ်ပေါ့လေဆိုတော့အခုလက်ရှိဒီနေပွဲမှာလဲ channel ဒီအတာထားကျွန်တော်ရှိမှာဘာစီလိုနာတို့နိုင်သွားပြီတကယ်တကယ် Champions League မှာကစားတဲ့အသင်းကြီးတွေကိုစီနိုင်သွားတဲ့အခြေအနေမျိုးမှာဆိုရင် ကျွန်တော်တို့ဒီ Real Madrid ရဲ့ဘက်ကလည်းအခုဒီပွဲကိုသူနိုင်အောင်ပြန်ပြီးတော့ဂျူပန်မှာသူတမင်တော့အခုလိုမျိုး Juventus ကအကောင်းဆုံးပုံစံပြနိုင်ခြင်းရှိမနေတဲ့အနေအထားမျိုးမှာသူတို့နိုင်ပွဲရအောင်လှုပ်ပြနိုင်ဖို့ကျွန်တော်လိုပါတယ်ဆိုတော့အိမ်ဝင်းမှာထက်ပြီးတော့နိုင်ပွဲကိုကျွန်တော်တို့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကလေးရောဘလူးမင်းညာလည်း Real နဲ့ပတ်သက်ပြီးတော့ကျွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်